ဓမ္မဟောင်းကျမ်းလေးရဲ့အဆုံးသတ်ကတော့ဖျားသခင်အစ္စရေးလူမျိုးတွေကနှစ်ပိုင်းပိုင်းနေတယ်။တောင်ပိုင်းမှာကျတော့ယူဒာပြည်လို့ခေါ်တယ်၊မြောက်ပိုင်းကိုကျတော့အစ္စရေးပြည်လို့ခေါ်တယ်။ဒီအစ္စရေးလူမျိုးတွေက ဖျားသခင်စကားနားမထောင်ဒါကြောင့်မို့ prophet တွေအားဖြင့်သတိပေးတဲ့စကားနားမထောင်တဲ့အခါကျတော့ဖျားသခင်သူတို့ကို Assyria Empire လက်ထက်ကိုအပ်လိုက်တယ်။အဲဒီ Assyria Empire ကိုလည်းဖျားသခင် prophet တွေအားဖြင့်သူတို့စကားနားမထောင်ဖျက်ဆီးမယ်လို့ဆုံးမတာကိုစကားနားမထောင်တဲ့အတွက်ကြောင့်သူ့ကို Babylon Empire တွေကိုအပ်လိုက်တယ်။ဒါအပြင်ကြံရှိနေတဲ့ယူဒာကလည်းဖျားသခင် prophet စကားတွေကိုနားမထောင်တဲ့အခါမှာယူဒာအကိုလည်း Babylon လက်ထက်ကိုအပ်လိုက်တဲ့အခါမှာ Babylon ကကမ္ဘာပေါ်မှာအကြီးဆုံးနေမဝင် Empire ရဲ့အဖြစ်တည်ရှိခဲ့တယ်။ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့အသေးစိတ်ကျွန်တော်တို့ဆက်လက်ပြီးတော့ကြည့်ရှုအောင်။ Assyria Empire ကြီးပျက်စီးသွားတဲ့အခါမှာအရှိအလဲပိုင်းဒေသနေ ရာကြီးသုံးခုကွဲသွားတယ်။မီဒိုပါရှားဒီအရှိနဲ့မြောက်ပိုင်းကိုနေရာယူထားတယ်။ဘာဘလုန်ကကျတော့အလဲပိုင်းဒေတာဖြစ်တဲ့တီဂရက်မြစ်နဲ့ Euphrates မြစ် Euphrates ဒေတာကြီးတစ်ခုလုံးကိုမြေဝမ်းလွင်ရတစ်ခုလုံးကိုနေရာယူထားတယ်။ဒီ Euphrates ကအနောက်ပိုင်းဒေတာတစ်လျှောက်လုံးနဲ့ အာဖရိကတိုက်ကိုကျွန်တော်အီဂျစ်ကနေရာယူထားတယ်။အဲဒီခါမှာအီဂျစ်ကဂျေရုဆလင်မြို့ကိုသိမ်းပိုက်ထားတဲ့အတွက်ကြောင့်ယူဒလူမျိုးတွေကအီဂျစ်ကိုအားကိုးတယ်။ပြီးလို့ရှိရင်ဂျေရုဆလင်မြို့မှာရှိတဲ့ဘုရင်တွေကလည်းအီဂျစ်ကိုအခွန်ဆက်တာတယ်။ဘာကြောင့်လဲဆိုတော့သူတို့ကကြီးထွားလာမယ့်ဘာဗလုန်အင်ပါယာကိုကြောက်တယ်။ဘာဗလုန်ကသူတို့ကိုသိမ်းပိုက်မှာကြောက်တဲ့အတွက်ကြောင့်ဖျားသခင်အားကိုးရမယ်ဆိုအီဂျစ်ဘုရင်ကိုသူတို့ကအားကိုးခဲ့ကြတယ်။ဒါကဖျားသခင်နဲ့ဆန့်ကျင်မဲ့ဖြစ်ခဲ့တယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဓမ္မရာဇဝင်ကျော်23မှာမှတ်တမ်းတင်ထားတယ်။ဖာရောဘုရင်နေခေါ်ကယောရှိရဲ့သားဘုရင်ဖြစ်နေတဲ့ယောခတ်ကိုဖြုတ်ချပြီးတော့ယောရှိရဲ့သားအေလိယာကိန် ကိုရောရဲကိန်လို့နာမည်ပြောင်းပြီးတော့ဂျေရုစလင်မြို့မှာအုပ်ချုပ်ခံဘုရင်အဖြစ်ခန့်အပ်တာတယ်။သူကယူဒပြည်မှာရှိတဲ့အခွန်တွေကိုကောက်ပြီးတော့အီဂျစ်ပြည်မှာရှိတဲ့ဖာရိုနေခေါ်ကိုအခွန်ဆက်တာတယ်။ဒါအပြင်ဘာဘလုန်မှာရှိတဲ့ဘုရင်နေဘုခနေဇာကသူ့ရဲ့နိုင်ငံကိုကြီးတဲ့ကြီးအောင်လုပ်တဲ့အခါမှာနောက်ဆုံးမှာအီဂျစ်ပြည်နဲ့နန်နမိတ်ချင်းထိဆက်ပြီးတော့စစ်ပွဲတွေဖြစ်လာတယ်။ဘာဘလုန်ရှင်နေဘုခနေဇာ608 BC မှာသူ့အဖေနီဘောပလာဇာဘာဘလုန်ရဲ့ဘုရင်အဖြစ် ပိုးတွဲပြီးတော့နန်းထိုင်ရတဲ့အခွင့်ကိုရပြီးတော့အာနာကိုရရှိလာတယ်ဒီလိုနဲ့ပဲ605 BC မှာခါခင်မိတ်ဆိုတဲ့အရာမှာအီဂျစ်နဲ့ဘာဘီလုံ တိုက်ပွဲတွေဖြစ်ခဲ့ကြတယ်။ဒါပေမဲ့ဒီတိုက်ပွဲဖြစ်နေတဲ့အချိန်မှာဒီတိုက်ပွဲရဲ့ရလအဖြစ်မှာဘသူကနိုင်မလဲဆိုတာကို Prophet Yeremi ကို Yeremi အခန်းကြီး52မှာ6မှာဘုရားသခင်ဖော်ပြခဲ့တယ်။အဲဒီမှာတော့ Pharaoh ဘုရင်နေခေါ်နေတဲ့သူ့ရဲ့စစ်သားတွေကိုပြောရမယ့်ဇာတ်ကတော့အီဂျစ်မှာရှိတဲ့ဘုရင်သူတို့ရဲ့လူသူတို့ကိုးစားနေတဲ့ဘုရားအီဂျစ်ဘုရင် အပါအဝင်ဘုရင်ကိုကိုးစားနေတဲ့သူတွေအကုန်လုံးကိုဘုရားသခင်ကဒဏ်ခတ်မယ်။သူတို့အကုန်လုံးကိုအီဂျစ်ကိုတတ်မဲ့သူဖြစ်တဲ့ဘာဗလုန်လက်ထက်ကိုအတ်မယ်လို့ပြောတဲ့အတိုင်းဒီစစ်ပွဲမှာခါခေမိတ်တိုက်ပွဲမှာဘာဗလုန်ရှင်ဘုရင်နေဖက်ကနေစားကတပွဲတည်းနဲ့အာအီဂျစ်ကို အနိုင်တိုက်ခိုက်ခဲ့တယ်။ဘာဘလုံရှင်ပြည်နေပုကနေဇာကအီဂျစ်မှာပိုင်ထားတဲ့အရာရှိသမျှကိုသူကသိမ်းပိုက်လိုက်တယ်။ဒါကြောင့်မို့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဓမ္မရာဇဝင်ကျောင်းစတုထဆောင်အခန်းကြီး22မှာ၄မှာဘာဘလုံရှင်ပြည်နေပုကနေဇာအီဂျစ်မြစ်ကနေ Euphrates မြစ်အထိအီဂျစ်ပြည်ပိုင်ထားတဲ့အရာမှန်သမျှကိုသိမ်းပိုက်လက်မယ်လို့ရေးထားတယ်။ဒီလိုနဲ့ဒီတိုက်ပွဲပြီးသွားတဲ့အချိန် August လ16ရက်နေ့ PC 605မှာနေဘုကနေဇာဘီနီဘိုပလာဇာကတည်သွားတဲ့အတွက်ကြောင့်မလို့ဘာဘလုံရှင်ဘီနေဘုကနေဇာက ဘာဘလုန်ကိုပြန်သွားပြီးတော့နန်းထိုင်တဲ့ပွဲကိုခံယူခဲ့တယ်။တိုက်ပွဲဖြစ်နေတဲ့ကာလမှာ BC 600နှစ်မှာ6မှာရောရကင်မင်းကြီးနန်းဆန်တတရာနှစ်မှာဂျေရုဆလင်မြို့ကိုဝိုင်းရံထားခဲ့တယ်။အဲဒီဝိုင်းရံထားခဲ့တဲ့ကာလကနေစပြီးတော့ဒိုင်ယီလာကသူ့ရဲ့ဒိုင်ယီလာအခန်းကြီးနံပါတ်1ထဲမှာမှတ်တမ်းတင်ထားခဲ့တယ်။ဒိုင်ယီလာအခန်းကြီး1မှာဘာဘလုန်ရှင်ပြည်နေဖို့ကနေစဂျေရုဆလင်မြို့ကိုဝိုင်းထားတယ်။ ပြီးတဲ့အခါမှာဂျေရုဆလင်မြို့ထဲမှာရှိတဲ့ဗိမာန်တော်ရဲမှာရှိတဲ့ဇာတွေကိုလည်းယူသွားတယ်ဂျေရုဆလင်မြို့မှာရှိတဲ့သူတွေကိုလည်းဖမ်းဆီးခေါ်ဆောင်သွားတယ်ရှင်ပြန်အပါဝင် movement တွေအပါဝင်လူငယ်တွေအများကြီးကိုလည်းဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့စတင်ပြီးတော့မှတ်တမ်းတင်ထားတယ် ဒီအချိန်မှာစစ်ပွဲနဲ့ပတ်သက်တဲ့အရန်ကြောက်စရာကောင်းတဲ့အရာတွေဂျေရုဆလင်မြို့ကြီးဘာဘလုံကဝိုင်းထားတဲ့အခါမှာမြို့ထဲမှာရှိတဲ့သူတွေအခြေအနေတွေပြီးတော့မြို့ကြီးကပျက်စီးသွားတယ်မြို့ရိုးတွေလည်းပျက်စီးသွားတယ်ဗိမာန်တော်ကြီးပျက်စီးသွားတယ်ဗိမာန်တော်မှာရှိတဲ့တစားတွေအကုန်လုံးလည်းယူဆောင်သွားခြင်းခံလိုက်ရတယ်ပြီးတော့ရှင်ပင်အပါဝင်မြို့ထဲမှာရှိတဲ့သူတွေဖမ်းဆီးသွားခြင်းကိုခံလိုက်ရတယ်အရန်မရှိမလမြင်ခွင့်ရဝိုင်းနေစရာအရန်ကောင်းပါတယ်ဒါပေမဲ့ဒီအကြောင်းအရာတွေဖြစ်လာမယ်ဆိုတဲ့အရာကိုမျှော်လင့်ချက်တစ်ခုအနေနဲ့ကြိုတင်ပြီးသိရှိထားဖို့ဖျားသခင် Prophet Hesha ရဲ့အားဖြင့်လွန်ခဲ့တဲ့နှစ်ပေါင်း၁၀၈နှစ်ထဲကကြိုတင်ပြီးတော့ prophet ပြုခဲ့ပါတယ်ဒီအကြောင်းအရာကိုဓမ္မရာဆိုရင်ကျွန်တော်စတုထဆောင်အခန်းကြီး20မှာတွေ့ရပါတယ် prophet hesaya ကတင်းတို့ jerusalem မြို့မှာရှိတဲ့ဘိုးဘေးတွေသုံလောင်ထားတဲ့စီးစိမ်မှန်သမျှကို babylon နဲ့ထဲကိုအက်သွားမယ်ကာလာရောက်လာလိမ့်မယ်တင်းတို့မွေးထားတဲ့တာသမီတွေကိုလည်း babylon ရှင်ဘုရင်ကခေါ်ဆောင်သွားပြီးတော့ babylon မှာမိမဆိုးလောက်ရလိမ့်မယ်လို့ကြော်တင်ပြီး prophet ပြုထားတဲ့အတိုင်းရှိသမျှတော့တို့ဒန်ယလအပါဝင်အကုန်လုံးက babylon နဲ့ကိုကြုံခံဖို့အမှုဆောင်ဖို့ဖန်ဆီးခေါ်ဆောင်သွားခဲ့ရပါတယ်ဟမယလာဆိုတော့သူတွေက jerusalem မြို့အနေမှာလည်းစေ babylon မြို့ကြီးကိုကူတန်းသွားခဲ့ရပါတယ်ဒီအကြောင်းအရာက abraham နဲ့ဆန့်ကျင်မဲ့ဖြစ် ဖြစ်ခဲ့ပါတယ်။ဒါကြောင့်လဲဆိုတော့အာဗြဟံဘုရားသခင်ကဘာဘလုံမြို့ကနေအမွေခံဖို့ဆိုတော့ဂျေရုဆလင်မြို့ရှိတဲ့ ် Israel ပြည်ကိုခေါ်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့အခုကဆန့်ကျင်ဘက်လမ်းကိုပြန်သွားခဲ့ရတယ်ဂတိခံရမယ့်မြေကနေကျုံခံရမယ့်ပြည်ကိုပြန်သွားတဲ့အခါမှာစိတ်ပြတ်ဖွယ်စရာမြင်ကွင်းဖြစ်ခဲ့ရပါတယ်ဒီရာလေးဖြစ်ခဲ့တဲ့ခုနှစ်ကတော့606 BC ဖြစ်ပြီးတော့ Prophet Jeremiah Prophet ပြုတ်ထားတဲ့နှစ်ပေါင်း80အစပဲဖြစ်ပါတယ်ဒီလိုမျိုးဒန်ယေလဒီခရီးတစ်လျှောက်လုံးကိုတွားခဲ့ရတဲ့အခါမှာစိတ်ပြတ်စရာဖြစ်ပေမဲ့ဖျားသခင် Prophet Jeremiah ရဲ့စကားအဖြစ်စိတ်တက်တာရာလေးရခဲ့ပါတယ်ဒီအကြောင်းညာတော့ Prophet Jeremiah အခန်းကြီး22မှာ9မှာဖျားသခင်ကဒီနှစ်80ပြည့်သွားတဲ့အချိန်ဘာဘလုံမှာနှစ်80ကျုံခံပြီးသွားတဲ့အခါမှာငါအသင်း င်းတို့ကိုတဖန်အကြည့်ရှုကြွလာမယ်။တင်းတို့ကိုနေရင်ပြီးငါတဖန်ပြန်ပြီးတော့ပို့ဆောင်မယ်။တင်းတို့ငါ့ကိုခေါ်တဲ့အခါမှာတင်းတို့အတန်ကိုငါကနားထောင်မယ်။တင်းတို့ငါ့ကိုရှာတဲ့အခါမှာတင်းတို့ကငါ့ကိုတွေးကြလိမ့်မယ်။ငါကတင်းတို့ကို တိမ့်သွားခြင်းခံရတဲ့အမှုတင်းတို့ဖမ်းဆီးသွားခြင်းခံရတဲ့အမှုကိုပယ်ရှားပြီးတင်းတို့တဖန်စုစည်းပြီးတော့တင်းတို့နေရင်အရက်ကိုငါးနှစ်ထုတ်လိုက်တဲ့ပြည်ကနေပြန်လဲပြီးတော့တိမ့်စီမယ်ဆိုရဲမျောလင်းချက်စကားတွေကိုသူတို့ကဖတ်ရှုခြင်းနဲ့ပဲဒန်ယေလကဖျားသခင်အပေါ်အများကြီးအာကိုခဲ့ပါတယ်အဲ့မှာရှိတဲ့အစ္စရေးလူမျိုးတွေကဖျားသခင်ရဲ့မျောလင်းချက်စကားအပြင်တက်တာရရခဲ့ပါတယ်